ဆီယမနနူရေအင်ဝရေးသားတော့ထားခဲ့ပါစေရ။အိယာကနနူချင်းမျိုးလုံးနှလုံးကိုဖျက်ခနဲဖွင့်လိုက်တာနဲ့ကျမနှကောင်းထဲကိုဘောတစင်ပန်းနဲ့တိုးဝင်လာတယ်။လက်ဆက်သင်ပြတ်နဲ့အနက်ကြည်နူးချမ်းမြေ့စေတဲ့အနက်အိယာတွေကနေကျမလူးလဲထားပြီးခေါင်းရင်းပရင်မောက်ကိုဖွင့်လိုက်တယ်။အိုးကြည့်စမ်းဘောတစင်တွေအများကြီးပွင့်နေပြီ။ နေရတောက်ထားတဲ့ကောတစင်ပန်းတွေအဆုပ်လိုက်အခဲလိုက်မကြီးပင်မှာနွယ်တက်ပြီးပွင့်နေလိုက်ကြတာတိတ်လာတာပဲကောတစင်ကိုကျမကြိုက်တယ်ခွေထိုးပြီးတကောင်လုံးဖုံးနေအောင်ကျမကပန်းတာသူများတွေပန်းတယ်လို့သူများတွေပန်းတယ်လို့ရင်ယုံလေးတစ်ခက်နှစ်ခက်မပန်းတတ်ပါဘူးဘလို့ပဲပန်းပန်းအစ်တဲ့နဲ့ကောတစင်တွေကိုချီရတာကျွန်တော်တိတ်ဆိတ်ချမ်းသာတာပဲတဲ့ ။ရှင်ထဲမှာတသိသိလှုပ်ရှားရင်းကျမသူ့ကိုတရိယာလာမိတယ်။ပါဝါမျက်မှန်အောက်ကမျက်လုံးမှိုင်းမှိုင်းတွေလုံးကြီးအစိမ်းအင်ကြီးအဖြူတိုက်ပုံမိခိုးရောင်နဲ့သူ့ဟန်ပန်းအစ်တစ်ကိုချစ်တယ်ဆိုတဲ့ဇာရယ်။ဇာရတို့ပညာတတ်တွေဟာတိတ်ပြီးတော့စကားတတ်တာပဲနော်။သူတပားချိန်နဲ့အောင်တိတ်ပြောတတ်တာပဲ။တကယ်တော့ဆရာပဲပြောတာမဟုတ်လား။ဘာလို့အများကြီးပန်နာလဲဟင် တစ်ခက်နှစ်ခက်ပန်ရင်ယုံလေးပဲပန်ပါလားဆိုတဲ့စကားလေအေးတိတို့ကပညာမတတ်တဲ့ဈေးတဲ့တော်ကြီးစကားအလားတစားမစင်တတ်ဘူးဟင်းအင်းကျမကတကောင်းလုံးဖုံးနေအောင်ပန်ရမှာချင်တတ်တာလို့ပြောတော့ဘလို့ပဲပမှန်အေးတိနဲ့ခေါ်သင်တွေကိုကြည့်ရတာကျွန်တော်တိတ်ဆိတ်ချမ်းသာတာပဲတဲ့လေဆရာကိုစကနိုင်လူဖို့မလွယ်ပါလားဆရာရေပြီးတော့ဆရာကိုညင်းပယ်ဖို့လဲကျမမှမလွယ်လာပါလား အုံနောက်နဲ့စဉ်းစားမိရင်တော့ကျမမညာဘူးဆရာကို ကျမတိတ်ငင်းနေတာပဲဆရာတို့ကတာမီနှစ်ယောက်ထဲပဲဗာစီပွားရေးမှမရှိဘူးဆရာလာကကလေးနဲ့တာမီနှစ်ယောက်ရုံးကန်နေရတာမူလာရန်ပြဆရာတယောက်ရဲ့လာကဟာဘယ်လောက်ဆိုတာလဲကျမသိတာပေါ့ဆရာကျမကတော်မြို့လေးရဲ့ဈေးထဲမှာအထည်ဆိုင်တစ်ဆိုင်နဲ့လူလူတူတူဆိုပေမဲ့ဒီဆိုင်ကကျမတယောက်တည်းပိုင်တာမှမဟုတ်ပဲ။ မိဘနဲ့ညီအကိုမောင်နှမပိုင်နေဆရာကိုယူရင်ဈေးရောက်တတ်တာလေးတစ်ခုတည်းနဲ့ဆရာနောက်ကိုကျမလိုက်ခဲ့ရမှာဆရာက ကျမကိုဘယ်ရင်နှီးထုတ်ပေးနိုင်မှာမလဲနော်ဒါပေမဲ့ဆရာနှလုံးသားနဲ့စဉ်းစားမိရင်တော့ကျမဟာဆရာကိုဘလို့ပြောရမလဲဟူတင်ချစ်တဲ့အဆင့်ထိတော့မဟုတ်သေးဘူးတိတ်တော့တနာနေမိရဲ့ဆရာပြီးတော့ရင်ရင်ကြည်ကြည်ဆက်ဆန်တတ်တဲ့ဆရာကိုခင်လဲခင်နေ နောက်တစ်ချက်ကပုံမှန်လင်းလင်းပြောရရင်ဆယ်တန်းအဆင့်ကနေမတက်နိုင်ခဲ့တဲ့ကျမဟာစာပေးစာယူနောက်ဆုံးနဲ့တက္ကသိုလ်ကျောင်းသားလည်းဖြစ်ကျောင်းဆရာတယောက်လည်းဖြစ်တဲ့ဆရာကို အထင်ကြီးတယ်ဆရာတကယ်ပြောတာကျမကို ဝိုင်းပိုးနေကြတဲ့ဆိုင်နာနေချင်းစံတယ်လူပြိုကြီးတို့ရွှေဆိုင်ကမုတ်ဆိုးပူကြီးတို့ထက်ဆရာကိုကျမအထင်ကြီးတယ်မနေ့တိုင်းကျမဆိုင်ရှိကနေတာမီနေရောက်စာ ဈေးအိတ်ကလေးနဲ့ဖြတ်သွားတတ်တဲ့ဆရာကိုကျမတနာနေမိတတ်တယ်။နွမ်းနေတဲ့ဆရာတိုက်ပုံရဲ့ကော်လန်အနားတွေဖွာစားပြုနေတဲ့ဆရာအင်ကြီးရဲ့ကိုကျမအမှတ်ထားမိပြီးကျမအထယ်ဆိုင်ကတိုက်ပုံစားရောင်းဆောင်နဲ့အဖြူစားမျိုးစုံကိုစိတ်ကူးနဲ့ကျမချုပ်ပေးခဲ့ဘူးတဲ့ဆရာ။ခတ်ပါတယ်ဆရာရဲ့နော်။ကျမတပြင်းရှိုက်လိုက်မိရဲ့။ဟဲခုမှတတိရတယ်အေးသစ်ကိုသွားကြည့်လိုက်ကြစမ်းပါနေမကောင်းရဲ့လားလို့ ညာကတော့အဖျားမရှိတော့ပါဘူးဟဲ့ညီးကပါလဲဩအားလို့ကောင်းတယ်ဒီမဲကျုပ်ကစစ်သွန်ချိန်နေတာဟိုကောင်မလေးမိထွေဟိုမဲစားတပိတ်တော်ကိုပတ်ဆံယူလိုက်စမ်းအိမ်ပြန်ဘက်ကုံစုံဆိုင်ကအမေအလုရှုပ်တန်တဲ့အတူညီမလေးမိထွေရဲ့မမအေးသစ်စီသွားကြည့်ဆိုလို့လဲသွားရသေးတယ်ခါထဲမှာပဲဆိုတဲ့ဆူဆောင်းတန်ကိုကျမကြားရတယ် ျမနူးပြီးအမေကြီးဖျားလဲမဖျားတော့ဘူးစားပဲစားတယ်ကျမက အခန်းပြင်ဘက်မေးစီလမ်းအော်ရင်ထွက်လာခဲ့တယ်ခေါင်းဘေးကကျမလက်ပတ်နိုင်လေးကိုလှမ်းကြည့်ခဲ့တော့စောင်းနိုင်ကြီးက9နိုင်ရောင်ကြောနေပြီကျမပရင်မောက်နာမှာအကြာကြီးရက်ခဲတာပဲတုံးရက်ဖျားထားတဲ့အချိန်နဲ့ဘိုက်ထဲမှာလဲတုံတုံရင်ဖြစ်စပြူပြီမိထွေနဲ့အမကိုဆံမြုပ်သွားခတ်ပေးလိုက်အောင်ထားခဲ့အဲ့ဒီချိန်လက်စကို ကျောင်းရင်ထဲက၅ကြော်လေးလေးယူပေးလိုက်။ဘာလဲမဆလာလားရှိရလေဟိုမှာမမြင်ဘူးလားအတွဲလိုက်။ပေါ့မှာပေါ့။ရရမီထွေးမလာနဲ့ငါဘာသာခတ်တော့နိုင်နေ။ကျမမျက်နာတဲ့နေတော့အလောက်ရှုံနေတဲ့အမေကစီမံခန့်ခွဲနေတယ်။ကျမတို့အိမ်ကအမြဲအလောက်ရှုံနေတတ်တဲ့အိမ်။ဒီနေ့ကဥပုံနေ့ဆိုတော့အုံဆုံးဆိုင်က အလောက်ကိုရှုံနေတယ်။အရင်ဥပုပ်တွေဆို ကျမရောမီထွေးရောအမေရောတစ်ချက်မှမနာရဘူး။ အဖေနဲ့မောင်လေးကတော့ဒီလိုအချိန်အားမကိုရပါဘူး။လပေးရေဆိုင်မှာထိုင်လို့ကောင်းတော့မနေ့တော့ငါဈေးမှာဟိုချောင်းဆရာနဲ့ဟိုချောင်းဆရာနဲ့လာမေးသေးတယ်။နေကောင်းပြီလားတဲ့။မိထွေးကကျမကိုဆက်မြုပ်ခတ်ပေးရင် တူတူပြောတယ်။ကျမဈေးမထွက်နိုင်တဲ့၃ရက်လုံးသူလာမေးရှာတယ်ဆိုတဲ့အသည့်နဲ့ကျမရင်တွေလှုပ်ရှားနေမိတယ်။မိထွေးမရင်မိအောင်ဆက်မြုပ်ကိုတစုံပြီးတစုံခတ်တောက်နေမိတယ်။ ဟောအချိန်မှန်မခင်လှသမီးလာပြီစွန်းတော်တွေတောင်သွားပြီ သူကခုမှထမင်းချက်မှာဟဲ့အစမနဲ့လုံးလဲပြောတလုံးအမေရဲ့ဘာဟဲဆိုတဲ့အတန်နဲ့အတူကျမရောမိထွေးပါဆိုင်ရှိကပစိုးစုပ်လေးကရင်ရက်နေတဲ့မခင်လှသမီးလေးကိုကြည့်မိရတယ်ဟဲ့လူက၅ရောက်ဆန်ငါတလုံးနဲ့တော့ဘလို့ချက်စားကြမှာလဲအမေကဆန်တလုံးထဲ့ပဲရင်မတိတာဆိုဝါပြောနေတာကိုမိထွေးက ကျွတ်ခနဲဆုပ်သက်ပြီးအမေကလည်းနော်လူ9ယောက်နဲ့ဆန်တလုံးစုကလေးကဘာလောက်စားမယ်ဆိုတာမသိဘူးလားမခင်လားတို့နေမယားနှစ်ယောက်လုံးအလုံးမရှိတာကိုလည်းသိရသားနဲ့လို့ပြောတယ်ပြီးတော့မခင်လားသမီးလေးနောက်ကိုလိုင်ငင်းနေမိတဲ့ဂျမဘတ်လဲ့လာပြီးနေအဲ့ဒီနေအဲ့ဒီဆရာကလည်းဟဲ့စိတ်ညစ်ဖို့ကောင်းတာဘယ်တော့ကြည်လိုက်ကြည်လိုက်ဒီပစိုးနဲ့ဒီတိုက်ပုံကြီးပဲ ရှုံးမက်နေတဲ့မိထွေမျက်နှာကိုကြည့်ရင်ကျမရင်ထဲချိန်ငနေဖြစ်သွားမိတယ်။အမြဲတမ်းညွန့်ညွန့်နွဲ့နွဲ့နိုင်လာတဲ့ဆရာကိုကျမမြင်အောင်လာတယ်။လူ၅ယောက်နဲ့ဆန်တလုံးနဲ့ဆရာတယောက်ကိုရင်ဆရာလာခလေးနဲ့ဟဲ့အေးသစ်ညီနေကောင်းလို့သွားနိုင်ရင်အဝင်းတို့အမေအတုပါလေသွားပို့လိုက်အောင်။သွားနိုင်မလားမနက်ကညီအိမ်နေတော့အဝင်းတစ်ခေါက်လာသေးတယ်။ဟုတ်ပါရဲ့အခုမှပဲအမှတ်ရတော့တယ်။ကျမကြပြကြရထရက်မိတယ်။ ကျွန်မသွားနိုင်တဲ့အမေခုပဲသွားမှာမသွားနိုင်လို့ပဲကောင်းမလဲအဝင်းနဲ့ကျွန်မကဝါလုံးတန်းကလေးကတငယ်ချင်းခုထီလဲဈေးထဲမှာဈေးတူရောင်းရင်ခင်ကြတော့အဝင်းမေကနာတာရှိဖြစ်နေရှာတာကျွန်မစဖျားတဲ့နေ့ကဆုံးတာအဝတ်စားမြန်လဲပြီးစပိန်လေးဆွဲထွက်တော့အမေကပူပန်မြန်နေညစပိန်နင်းနိုင်မမလားမိထွေလိုက်ဖို့ခိုင်းရမလားရရအမေကျွန်မနင်းနိုင်တယ်ဆိုပြီးကျွန်မထွက်ခဲ့တယ် အမှန်ကကျမဒီထက်ပိုပြီးအစောကြီးရောက်ရမှာဒါပေမဲ့အဝင်းကကျမထက်ပိုပြီးတွက်ပါတယ်လုံလဲလုံနိုင်တယ်သူတို့မှဆွေအုပ်မျိုးအုပ်လဲတောက်ပါတယ်လीအဝင်းတို့အိမ်ရှိရောက်တော့လူတွေတတော်ရောက်နေပြီဒါပေမဲ့အာသူပါချမဲ့အချိန်ကတော့စောပါသေးတယ်တစ်ချက်ဒီမှာချမှာဆိုတော့ခုမှ7နာရီတောင်မထိုးသေးဘူးဟဲ့အေးတဲ့နင်းနေကောင်းသွားပြီလားစပိန်တစည်းနဲ့အိမ်ထဲကထွက်လာတဲ့အဝင်းနဲ့ကျမ အိမ်ပေါင်းဝါမှာစုံနေစပိန်းစည်းလာရလို့နည်းနည်းမောနေတဲ့ကျမအသက်ပြင်းပြင်းရှူလာရင်နင်မနက်ကလာသေးတယ်ဆိုငါအိယာထာနောက်ကျသွားလို့ဟဲနင်ခုပဲသွားမလို့လဲအမေအတွက်မြင်နေရသွားကြည့်မလို့ပဲနားမလဲဆိုတာသိချင်လို့ဟာနင်လိုက်ခဲ့မလားနင်တယောက်ထဲလားဟင်းဟင်းငါမောင်လေးလဲလိုက်မှာလာပါလိုက်ခဲ့ပါဒီမှာဘာမှလုပ်เสียရလဲမရှိပါဘူး ကျမကောင်းကြီးလိုက်တယ်အစားကမလိုက်ဘဲနေမလို့ပဲဒါပေမဲ့ဘာလို့ရမသိကျမစိတ်တွေဖြက်ခနဲ့အမှတ်ရလာတာကဆရာနေတာမျိုးပြင်ရက်ွက်မှာတိညာနာကရက်ွက်မှာလေဘာလဲတုံးရမတွေ့ရလို့သူ့ကိုကျမတွေ့ဆင်နေလို့လားမသိပါဘူးသူနဲ့ကျမကဘာဆိုင်တာမှတ်လို့နော်အဝင်းရဲ့ကျမရဲ့အဝင်းမောင်လေးကရှေ့ဆုံးကမြို့ပြင်ဘက်တိမ်ညိုင်းစီကိုကျမတို့စပိန်နေနေကြတယ်။ဟောရှေ့နာမှာဆရာတို့နေတဲ့ရက်ကွက် ကျမရင်နဲ့လိုက်ခနဲခုံသွားတယ်ခတ်တာကဆရာတို့အိမ်ကိုကျမမသိဘူးအဝင်းလဲဘယ်သိမလဲနော်ဆရာတို့ရဲ့ကွက်ကလွန်ရင်ပဲတင်ကြိုင်းအဝင်ဝါကိုလမ်းမြင်နေရပြီတင်ကြိုင်းအဝင်မှာကလေးတွေတော်တော်များများစုယုံနေကြတယ်အေးသိရေမမကြီးကဲမဲ့ဆက်ပြာကတော့မလွယ်ကျော်ပဲဟိုမှာသတင်းကြားနဲ့လာဆောင်နေကြတာတွေ့လားအဝင်းမင်းငေါ်ပြတဲ့မင်းညင်ညွန်းနန်းကလေးတွေနဲ့မိမတချို့ကိုကြည့်ရင်ကျမရင်ထဲမကောင်းဘူး အဝင်းနှုံမမကြီးသူ့အမေအတွက်ကုသိုလ်အဖြစ်ကမ်းမဲ့ဆက်ပြားတွေကိုသူတို့နှစ်ခါသုံးခါပြန်ဝင်ယူကြမယ်ပြီးတော့ရောင်းစားမယ်ရောင်းစားလို့ရတဲ့ပတ်စံနဲ့သူတို့ဆံဝင်ကြလိမ့်မယ်အရင်နှုံကထက်လဲလူတွေပိုများလာသလိုပဲကျမတို့တိမ်ညိုင်းနဲ့ဝင်ခဲ့ကြတော့တိမ်ညိုင်းနဲ့ကဟိုနေရာဒီနေရာတွေမှာမြိန်မြုပ်ဖို့နေရာလာကြည့်ရတဲ့တွေနဲ့သူ့ဘာယာသာတွေကိုမြင်ရတယ်။အဝင်းမောင်လေးကဟိုမှာငါပြောထားခဲ့တဲ့သူ့ဘာယာသာကြီးလို့လက်ညှိုးထိုးပြရင်ကျမတို့ကိုခေါ်သွားတယ်။ ။ဦးကြီးကျမတို့အမေမြေနေရကြည့်ကြလို့ဘယ်နားမလဲ။သူ့ဘာရသာကြီးကကျမတို့တွေကိုခက်အေးအေးကြည့်တယ်။နာမည်ပြောလေကွာ။ဒီနေ့မိန်းမနှစ်ယောက်ရှိတာကွာ။အဝင်းစီကဒေါ်သိန်းခင်ဆိုတဲ့အတန်တူတူလေးထွက်လာတယ်။ဩဒေါ်သိန်းခင်လား။ဟောဟိုနားမှာလာလေ။လိုက်ပြမယ်။ကျင်းအောင်တူးပြီးလူနေပြီ။ဝင်းမောင်လေးကအိတ်ထောင်ထဲနိုင်ပြီ။ဦးကြီးကိုကျင်းတူကမပေးရသေးဘူးယော့ ဦးကြီးပြောထားတာ900နော်အေးပါသူ့ဘရာသားကြီးကငွေ900ကိုမမှုတလို့လက်ထဲခိုင်းလာတယ်နည်းနည်းရှောင်မိတာနဲ့တူးထားတဲ့အမေစာပုံတစ်ပုံကိုလမ်းမြင်ရတယ်သူ့ဘရာသားကြီးကမင်းငုံရင်အဲ့ဒါပဲကွာတဲ့နေရာလေးကကောင်းပါတယ်ကုန်းမြင့်လေးပေါ်မှာကျင်းကိုသွားကြည့်အောင်မလားလားလေးကျင်းကပြီးလောက်ပါပြီငါကောင်တွေကိုပတ်စံပေးရအောင်မဲကွာအဝင်းကကျင်းကိုမကြည့်ချင်တာနဲ့ညီစာပုံနာမှာပဲကျမတို့ရက်ကြတယ် သူမရသာကြီးကပေါတူးနှလကင်ပြီးကျင်းထိတ်မှာရက်နေတဲ့လူနှစ်ယောက်စီသွားတယ်။လက်ထဲကင်ထားတဲ့ပတ်စံ900ရဲက200ကို သူ့အိတ်ထဲထည့်တယ်။ဟိုလူနှစ်ယောက်ကိုတယောက်150စီပေးရင်ကျင်းထဲကိုလည်းရာရန်တရွက်ချပေးလှမ်းချပေးတယ်။ပြီးတော့ကျင်းထဲလက်လန်းပေးရင်သူ့အတန်ကြဲကြဲကြီးနဲ့တဟားဟားရဲနေသေးတယ်။သူမရသာကြီးရဲ့လက်ကိုခိုးတွဲပြီးကျင်းမော်ကို လူတယောက်တက်လာတယ်။ ိုးဖရားရင်ကျမတို့ကိုကြောပေးပြီးစကားပြောနေတဲ့အဲ့ဒီလူဟာမြေကြီးတွေပိတ်ဆံနေတဲ့အယောင်လွင့်ပစိုးစိမ်ဂုတ်ဖွာနေတဲ့အိမ်ကြီးအဖြူမဟုတ်ဘူးမဟုတ်ဘူးကျမရင်တွေတထိတ်တဲ့ခုံလာတယ်အာခိုရာတခုလိုအဝင်းလက်ကိုကျမတနုံရင်ရင်ဆောက်ကင်လိုက်တုံးပါပဲသူသူအဲ့ဒီလူကကျမတို့ဘက်ကိုလှဲ့ကြည့်တယ်ဆရာအိုးဒီခဏကိုကျမဘလို့လို့မေးနိုင်မှာတော့မလဲ ချွေးတွေနဲ့မြေကြီးတွေရှက်ချင်းနဲ့နာကြီးချင်းတွေရောနှောပေါက်ဆက်ပေးချင်နေတဲ့သူ့မျက်နှာမြေကြီးတွေစွန့်ထင်းနေတဲ့ပစိုးစိမ်နှံနဲ့အိမ်ကြီးဖြူနှံပြီးတော့ပေါက်တူးကိုတင်းတင်းကြပ်ကြပ်ဆုပ်ကင်ထားတဲ့မြေပြူကင်လေးသာသူ့လက်ချောင်းတွေသူတွေးကျင်နေတဲ့ဇမကိုတွေးလိုက်လို့ဖြက်ခနဲဝန်းလက်သွားတဲ့ပါဝါမျက်မှန်အောက်ကမျက်လုံးမိုင်းမိုင်းတွေကိုမြင်လိုက်ရတာကခဏလေးရဲ့ခေါင်းကိုအမြန်ငုံချရင်သူထွက်သွားခဲ့ပြီဆရာရဲ့ ကျမနှလုံးသားတွေပေါက်ထွက်လို့မတက်ခုံနေပါတယ်ဆရာကျမလေးဆရာကိုချစ်တယ်ဆရာတိတ်ချစ်ပါတယ်ဒါပေမဲ့ကျမလေးကျမတိတ်ဝမ်းနေတယ်ဆရာတိတ်ငိုချင်တယ်ကျမငိုပြရစိန်တော့1990ခုနှစ်နိုဝင်ဘာလပေပူးလာမဂဇင်း